မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့2009ခုနှစ်ဇူလိုင်လတုန်းဗရောက်ပွင့်တဲ့စာပေအမှုပညာမဂ္ဂဇင်းအမှတ်73မှာဆရာမအောင်ပွင့်ရေးသားသောပြေမငုတ်တို့နေရာဟောင်းရှာပုံတော့ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကြောင်ရလေးကိုမပြောပြခင်မှာယခုလိုဘူးဒုဒရဝေယကြောင်ရလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်။ ပညာအရာ၊ကြပြအရာသာမကအသက်ဝါကြီးရတဲ့အချိန်ဝါတွေနဲ့ထီထီမြင်မလို့နဲ့ဆရာကြီးရဲ့အရေးအေးအောက်မှာအလုတ်ကောင်းမှုကြောင့်ကျွန်တော်အချိန်ချင်းခလုံးခွင့်ရခဲ့တယ်။ပထမဦးဆုံးဆရာကြီးစီရောက်ခဲ့တာကတော့စာပေပကြီးပခုအမှုပညာနယ်ပယ်ကအထူးကရာပုံကူများကိုမှတ်တမ်းယူတဲ့တက်ရှိထင်ရှားမြန်မာများဗီဒီယိုခွေ AV Media ကထုတ်လုပ်တုန်းကပါဒီအရင်တော့1968မှ1969ထိကျွန်တော်တို့မောင်ရံပိုင်းတို့ရန်ကုန်ရောက်စား တက္ကသိုလ်ကစာရန်ဖတ်ပွဲတွေမှာတွားနာထောင်ရင်တဘာပတိအဖြစ်နဲ့ဆရာစောကြီးဆရာမင်းသူဝန်စာဆိုညီနောင်တို့ဆင်းမြင့်မှာထိုင်နေတာကိုလှမ်းကြည့်ညိုခဲ့ရတာပဲရှိပါတယ်စာဆိုညီနောင်ဆိုလို့ဆရာကြီးနှစ်ပါးရဲ့ကြားတန်ရုံးစဉ်တစ်ခွက်ကိုကျွန်တော်မှတ်မှတ်ထင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 ်ရှိရပါတယ်ဆရာစောကြီးကွယ်လွန်သောဇာပနအခမ်းအနားကိုကျွန်တော်တို့အစဆုံးဗီဒီယိုရိုက်ပါတယ်အဲ့ဒီတုန်းကကျွန်တော်ရဲ့ AB Media ကနေဗီဒီယိုတိတ်ခွေနဲ့ monitor အပတ်စဉ် channel ထုတ်လုပ်ဖြန့်ချိနေတဲ့ကာလပါ ဆရာကြီးဇာဗနာဟာစီကားလာပါတယ်။နိုင်ငံခြားတိုင်ယုံတွေက လွမ်းသူပန်းကွေတွေလည်းအများကြီးပဲ။ဗီဒီယိုကင်မရာနားမှာကျွန်တော်အမျက်ရှိတယ်။ဂျိုက်ကိုရင်ရိုက်ကိုရင်နဲ့မိတိဂျိုဆော့ဝါဝေရောက်သွားရောရုပ်အလောင်းကိုမိရှို့တော်မယ်။အားလုံးတကားပြန်မှာကြံခဲ့ကြရပြီ။အတွင်းကမိဖို့နားမှာဆရာကြီးမင်းသူဝင်ရဲ့တယောက်တည်းဆိုမှတယောက်တည်းထီထီကြီးရငဲကြည့်နေလိုက်တာ။ဆရာကြီးမင်းတို့ရောအသက်60ပြည့်မွေးနေ့ပွဲတော့ကရှားပါးမြင်ွယ်တခုကိုအခုပြန်သတိရတယ်။ ီဒီယိုကင်မရာရုပ်သေးကင်မရာတွေအများကြီးပဲဆရာကြီးကတောင်ဝဲကင်လို့ဟိုစပွဲဒီစပွဲစီတွားလိုက်ပြန်လိုက်ထိုင်းလိုက်နဲ့ဆရာကြီးမျက်နှာကရွှင်လန်းလို့ဆရာဒေါက်တာတန်ထွန်းဆရာတကုံတရာတို့လည်းအတူထိုင်နေကြတယ်ဆရာတရာက ပြန်ကန်နေမြည်ဖြစ်သူဒေဝီလေးနဲ့အတူဆရာကြီးမင်းသူဝန်ကို ထိုင်ကြတော့တယ်ကျွန်တော်အနားမှာရှိတော့မို့အရအမိတကုံရယူလိုက်နိုင်တယ်ပုံတွက်လည်းအတော်ကောင်းတယ်ရှာပါပြီးရည်ချင်းမှုတန်ဖိုးမဖြတ်နိုင်တဲ့တက်ပုံတပုံး တန်ဖိုးမသိတဲ့လူတွေလက်ထဲရောက်သွားတာကျွန်တော်နှမျောလို့မဆုံးတော့ဘူးဒီပုံမျိုးနောက်ထပ်ဘလို့ရနိုင်တော့မလဲကျွန်တော်ရဲ့အိမ်နောက်ဖက်တောအုပ်ကနေနက်နက်လင်းလို့ပြီးဆိုငှက်ကြားကလေးတွေတေးဆိုတီကျူးနေကြပြီ ။ဆရာကြီးမင်းသူဝနဲ့ဆရာကြီးတီကျူးဖွင့်နေခဲ့တဲ့ကလေးကဗျာပန်းတယ်ကိုတရိရတယ်။ကလေးတွေကိုချစ်လို့ငွေကြေးအရှုံးခံပြီးကလေးကဗျာတခြင်းတိတ်ခွေတွေစီစဉ်ထုတ်ပေးခဲ့တဲ့ပကြီးဆရာကေမျိုးကိုလည်းတရိရတယ်။ဆရာကြီးရဲ့တပြေညူအကြီးမှပြုတ်လုတဲ့ကလေးကဗျာအလုပ်ရုံစိုးနွေးပွဲကိုကျွန်တော်တို့ဗီဒီယိုမှတ်တမ်းယူကြတယ်။ဆရာကြီးမင်းသူဝဆရာမကြီးနှုတ်ရင်တို့တွေကလေးကဗျာအကြောင်းရှေးအောင်နောက်မြတ်တွေဆွေးနွေးပြောဆိုကြတာတနေ့ခင်းလုံးပဲ။ ဗီဒီယိုတိတ်နဲ့၃ငွေ၃လေးနာရီစာလောက်ရှိမယ်။ပကြည်ရင်မဲပိုင်ကေမျိုးကျွန်တော်တို့သုံးသားနားထောင်သမားတွေအခုဒီဆရာကြီးဆရာမကြီးတွေမရှိကြတော့ဘူး။အဲဒီတုန်းကစေပင်နေပြေစိတ်ရှည်လက်ရှည်ကိုစိုးပိုင်ဟိုနီယာရိုက်ကူးခဲ့တာ။ကြာကြာသိသိနိုင်အောင်စီဒီပြောင်းထားရဲ့လား။ဒီတစ်ခါတွေ့မှမေးကြည့်အောင်မယ်။ကလေးတွေရွတ်ဆိုလို့ကောက်ရုံနဲ့မကဘူးကလေးတွေဘဝဝင်းကျင်နဲ့နှိစက်တဲ့အကြောင်းအရာတွေနဲ့ရေးဖွဲတဲ့တင်မုန်းကြီးလင်ကာကိုဆရာကြီးစတဲ့ရေးဖွဲပေးခဲ့တယ် ကကစုံးမင်းရေမာရွှင်တန်စင်တွေတပြီလုံးစီဝေခဲ့တယ်။ကလေးကပြားတွေစူးစီးရိုက်နှိပ်ထားတဲ့မောင်ခွေးဖို့စာအုပ်တွေအဲ့ဒီကလေးကပြားတွေကိုဂီတနဲ့တီဆိုအတန်တွင်းထားတဲ့ဓာတ်ပြားတွေစစ်ကြီးအတွင်းမှာဘုံတန်သင်ခဲ့ရပုံကြောင့်ဆရာကြီးပြောပြတာရှင်းနေစရာကျွန်တော်တို့ကလေးငယ်တွေအတွက်အအူးဆုံးကံမကောင်းခဲ့တာပါပဲ။ မြန်မာကဗျာဆရာကြီးမင်းသူဝန်ဟာအမေရိကန်ကဗျာဆရာကြီးရောဘတ်ဖရော့စ်နဲ့အကြမ်းရိုင်းဖြောက်ပုံချင်းကိုကာယကြီးခိုင်ပုံချင်းအတော်တူတယ်။ကဗျာရွတ်တဲ့အတန်ဩဇာခံစားပုံချင်းလည်းတူတယ်။ကဗျာဆရာကြီးရောဘတ်ဖရော့စ်အသက်အရွယ်ကြီးမှရိုက်ကူးထားတဲ့ရုပ်ရှင်ကိုကျွန်တော်ကြည့်ဖူးပြီးကြတဲ့ကဆရာကြီးမင်းသူဝန်နဲ့ပြင်မဖို့တို့ကဗျာကိုဗီဒီယိုရိုက်ကူးခြင်းနဲ့ဆန္ဒကျွန်တော်ပြင်ပြတယ်။ကျွန်တော်ဆန္ဒပြုတ်ရခဲ့ပါတယ်။ ပိုင်ယိုနီယာကမြန်မာဗီဒီယိုရုပ်သံမဂ္ဂဇင်းထုတ်ဖို့ပြင်ဆင်ကြတော့ကျွန်တော်နဲ့ကိုဆိုးတိုင်မင်းပြီးအကောင့်ထဲပေါ်ကြတယ်။ဆရာကြီးဘိုးကတစိတ်တစ်ပိုင်းနဲ့ပြင်မငုတ်တို့ကိုနှွှဲ့ဆက်ပြီးကျွန်တော်တို့သုံးလေးရဲ့ရိုက်ကူးကြတယ်။ဆရာကြီးရဲ့ဒီအသက်ဒီရွယ်ထိပြင်မငုတ်တို့ကပြားကိုအလူရွတ်စုံနိုင်တော့မယ်။ဆရာကြီးထပြီးအိမ်တကားဝါနာကပြင်မငုတ်တို့ပကြီးကစီသွားတယ်။ဆရာကြီးနောက်ထက်ချက်မကွာကင်မရာကိုကျွန်တော်အလိုက်ခိုင်းတယ်။ ဆရာကြီးပကြီးကားကိုလက်ညှိုးပြီးတွတ်တွတ်တွတ်နဲ့ကြပြာရွတ်ဆိုပြန်ပါတယ်။ဆရာကြီးကြပြာစံ လုံးဝဝင်စားနေပြီ။ဘေးကကျွန်တော်ခန်းစားရတာအိမ်မက်မက်နေတာများလား။မောင်တို့ကားပါလား။ပါပါတယ်ဆရာကြီး။ဒါဖြင့်အင်းအားကံပေါင်းတွားကြရအောင်။ ဒီလိုနဲ့ကြီးမြတ်တဲ့ဆရာကြီးနဲ့အတူကျွန်တော်တို့တရက်ဖြူကိုရောက်သွားကြရတာလဲအိမ်မက်ပမာပါပဲဆရာကြီးကကံမောင်မောလမ်းလျှောက်ရင်းကျွန်တော်ကိုရှီအောင်နှောင်းပြစ်တွေပြောပြတယ်လှမ်းကြည့်ရင် အနည်းဆုံးမြင်ရတဲ့ကျွန်းလေးကိုအလောင်းတင်ကျွန်းလို့သူတို့တုန်းကခေါ်ကြတယ်တဲ့ရေနစ်ကြရင်အဲ့ဒီကျွန်းကလေးမှာအလောင်းတင်နေတတ်လို့တဲ့တခါတော့ဆရာကြီးရဲ့သားကရေကူးပြိုင်ပွဲဝင်ပါလေရောဆရာကြီးစိတ်မချလို့နောက်ကလှေနဲ့လိုက်ရတဲ့ဆရာကြီးတယောက်တည်းလမ်းလျှောက်တဲ့ပုံတွေကိုရိုက်ကူးယူတယ် ပြင်းမာငို့တို့ကြီးတကယ်ရှိတဲ့နေရာကိုလည်းပြအောင်မတဲ့လေဆရာကြီးကကျွန်တော်တို့ကိုဥဆောင်နေပါပြီဒီလိုနဲ့ကျွန်တော်တို့နိုင်ငံသားဘာသာတင်တက္ကသိုလ်ဝန်ထဲရောက်ခဲ့ပြန်ရောအဝင်လမ်းပေးအရေးကောင်းကောင်းအပင်အောက်ကွပြစ်ပေါ်မှာအနောက်ဘက်ကိုမျက်နှာမူပြီးဆရာကြီးထိုင်ပါတယ်အကြာကြီးပဲဟိုဒီကြည့်ပါတယ်တရက်ပိန်နေမယံခန့်ကော်လို့နေရာမှာစစ်စခန်းရုပ်သိမ်းသွားလို့ကြံခဲ့တဲ့အုတ်ကုံပြက်များအိမ်သာစိုးများဘူးကွန်ပုံများကရုတ်များကျင်းများ ကားပြန်များတန်ဆူးချိုးပြန်များကိုဆရာကြီးပြန်မြင်အောင်နေလိမ့်မလားစစ်ခမောက်အပိန်လိန်တွေမြက်တော်တဲ့ကလူအူကောင်းဖြူဖြူဖွဲ့ဖွဲ့ခလန်းလန်းကဂျိုးကူတန်လေးကိုနားနဲ့ဆက်ဆက်ကြားနေရတယ်ဟိုတုန်းကလည်းအခုလိုပဲဂျိုးကူတန်တွေကြားရမှာပဲနှတ်တော်ကလေးတွေကိုတော့အခုအနည်းနာမှပြန်ဝဲနေတာနားနေတာမတွေ့ကြရဘူးဆရာကြီးပြတဲ့ပြမငုတ်တို့နေရာဟာအခုတော့ကုန်းကမူတော်မရှိတော့ပါဘူးအင်္ဂရေသာပြက်ပြက်ပြူးပြူးကိုပဲမြင်နေရတယ် ခေတ်ကာလတွေလူသရဝါရုပ်ဝတ္ထုတွေမမြဲကြာကြီးရင်ကဖြစ်တဲ့ပြိမငုတ်တို့ကပြသာထာဝရတည်ရနေတော့မယ်။အော်အာကပြိမငုတ်တို့ပါပဲတကား။ငါဤမိခင်မြမပီကြီးလဲဤနီးတိုင်းရွက်တက်လဲ၍ပျော်ဝဲဝင်နိုင်ပါစေသော။ပြိမငုတ်တို့ ဖုထေရွက်တော်ငှက်လက်တာတို့ပြိမငုတ်တို့တက်ကြအိုသည်။ဂုံမိုထက်တွင်တပင်နေ။ကွာဆောင်အကွေတစ်ခေါင်းဆွေလဲအဖေးတက်လာ အိုင်းအမာတို့ကျဲစွာဟပ်ပတ်ချိုင်ပြက် ကုန်းဝကမှာမြေပတ်ကြတွင်စစ်သားခမောက်ပိန်66လဲစစ်ရောက်စခန်းလက်ပြညောထိုပင်ငုတ်တို့ပြင်းမအိုသည်စစ်ကိုလဲကြုံ6အောင်လဲဖြင့်ဓာတ်ထက်လဲခံနေလျင်လဲတိုက်လေပြင်းခိုက်လျက်မငိုက်ဥကောင်းຫນွေသစ်လောင်းတော်ရွှဟောင်းညာကျွေရွက်သစ်ဝေ၍လေပြည်ထဲတွင်ငယ်ရုပ်စင်သည်အတင်ရောက်ကြကောင်းတကားမင်းသူဝန်17ရက်တလ1949ခုနှစ်ဒီဗီဒီယိုလေးကိုစုံတီးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးတော့ကြပါအောင်ရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။